င်္ဂလာပါနောက်ထပ်သတင်းကောင်းတစ်ခုရေဆွဲလာပါပြီဟုတ်ပါလာရောက်ပြီးတော့လောက်ကိုင်းနဲ့တက်ရှင်ဝန်ထမ်းလေးတွေအတွက်လောက်တက်တနည်းနဲ့လေးလာပြည်တာနဲ့၄သိန်းချက်ကိုရရှိနိုင်မယ်ခွင့်ရပါ ဟုတ်မှာလာရောက်လောက်ကိုင်းမယ်နေသားဝင်နေတဲ့အနေနဲ့နေဝင်ဝင်ချင်းနေသားတည့်ရတတောင်ကျဲရရှိမှာပဲဖြစ်ပြီးတော့လေးလာပြီဆိုရင်တော့လက္ခဏာဝင်နေအဖြစ်စုစုပေါင်းလာစား3သိန်းချက်ကိုရရှိမှာပဲဖြစ်ပါတယ်။နောက်ထပ်6လပြီဆိုရင်တော့3သိန်း6တောင်ချက်ကိုရရှိမှာဖြစ်ပြီးတော့လုံးသက်တစ်နှစ်နဲ့လေးလာပြီုံနဲ့စုစုပေါင်း4သိန်းချက်ကိုရရှိနိုင်မယ့်အခွင့်အရေးဖြစ်တာကြောင့်ချက်ဝေးရည်မှာရှိတဲ့ညီကုံမွန်တော်များအလုံးကိုနေထွေးစွာဖိတ်ခေါ်လိုက်ရပါတယ်။နေဝေးမှာနေထိုင်သူများအ နေနဲ့အလုပ်ရမှရန်ကုန်တက်လာခြင်းနဲ့ဆိုရင်တော့ Viber ဖုန်းနံပါတ်လေးကိုဟိုင်းပြီးတော့ဝေးရာဇဝင်လေးကိုပို့ထားပြီးဖို့တော့လိုအပ်ပါမယ်နော်။ဝေးရာဇဝင်လေးကိုတစ်ချက်စစ်ဆေးပြီးတော့အင်တာဗျူးကလည်း video call နဲ့အင်တာဗျူးပေးမှာပါရှင်။ရန်ကုန်ကတင်ငန်းချုံရုံကိုတိုက်ရိုက်လာရှောက်မဲ့မိသားစုဝင်အစ်စ်ကလေးအနေနဲ့ကတော့ဖော်ပြပါဖုန်းနံပါတ်ကိုမနက်9:00နာရီကနေညနေ9:00နာရီအတွင်းအသေးစိတ်ဆုံဆန်းပြီးတော့လာရောက်ရှောက်ထားနိုင်ပါရဲ့ရှင်။ အားလုံးကိုလူထူးစွာကြိုဆိုပါရရှင်။တာယာလာပါတော်နေ့လေးဖြစ်ကြပါစေနော်။အလုံးမဲမင်္ဂလာပါရှင်အာအကုန်လုံးကအမင်းများကြရဲ့တက်ရှင်ပေါ့နော်ကုမ္ပဏီမှာလာလုံးမယ်ဆိုရင်ဘယ်လိုလေးလုပ်ရမယ်ဆိုတာကိုဗီဒီယိုလေးမှာရိုက်ကူးပြသပေးထားပဲဖြစ်ပါရဲ့ရှင်အလုံးမဲလိုက်ပါရှိချူပေးကြပါအောင်နော် အဲအမတို့ကုမ္ပဏီမှာဝင်မှုအတွက်ဆိုရင်ပေါ့နော်တန်ရှင်ရာထူးအတွက်အတန်းပညာလိုအပ်လားဆိုတော့အတန်းပညာမလိုအပ်ပါဘူးရှင်အကုန်လုံးပဲအဲလုံနိုင်တဲ့အဓိကကတော့လုံနိုင်တယ်ဆိုရင်အကုန်လုံးလာလျှောက်လို့ရပါတယ် အမရူဒီမာကဝင်လာလိုက်ပြီဆိုရင်အကုန်လုံးကို training ဆင်းပေးပါတယ်။ CRA နဲ့တရား training ဆင်းပေးပါတယ်။အားကြောင့်မလို့အကုန်လုံးပဲတက်ရှင်နဲ့ပတ်သက်တဲ့အာဒီဘက်စီလဲလောက်ပဲတက်တဲ့ဆိုလည်းအဆင်ပြေပါတယ်။ရရှောက်လို့ရပါတယ်ရှင်။အလုံးလျှောက်ထားလို့ပါကဖုန်းနံပါတ်39 9 8 1 6 8 8 3 8တို့ဘိုင်ဘာမတ်စင်မိမြဆုံဆန်းနိုင်တယ်လို့ဖုန်းနံပါတ်တို့လည်းဓာတ်ရိုက်ဆက်သွယ်ပြီးရောလဲမိမြဆုံဆန်းနိုင်ပါရဲ့ရှင်။ အလုံးလာရောက်လျှောက်ထားသူများအနေဖြင့်မပုံနေနိုင်ငံသားစီစီကပြရှိရတော့လိုအပ်ပါရဲ့ရှင်လူကိုယ်တိုင်လာရောက်လျှောက်ထားသူများအနေဖြင့် CP ပေါင်းမပုံနေမူရင်းမိတ်တူတကောင်စီရင်းမိတ်တူရက်ွက်ထောက်ခံစာတပုံသုံးပုံပါတပါးကြီးယူဆောင်လာခဲ့ရမှာဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်